လူချင်းမင်းတို့ရဲ့ကားပိုင်ဆိုင်မှုအိမ်မက်တွေကိုအခုပဲကောင်းတယ်ဖို့အသိဖြစ်နေပြီလား SDB ကအကြီးမှုကျင်းပါတယ် Expo ပြမှာဆိုရင်တော့ main sponsor အဖြစ် DFSK မြန်မာရဲ့နောက်ဆုံးပေါ်ခင်မင်စံတစ်တဲ့ကားမော်ရယ်ဒီဇိုင်းတွေကိုကိုရင်ကိုချကြည့်ရှုခန်းစားနိုင်မှာဖြစ်ပါတယ်ရှင်ဒီပွဲမှာ DFSK မြန်မာကဘယ်လိုကားတွေကိုပြသသွားမလဲဆိုတာခင်းနေတူလိုက်ကြည့်လိုက်အောင်နော်ပွဲတွင်ပြသသွားမယ့်ကားတွေကတော့ Serify နဲ့ Fan Gun ချတာပဲဖြစ်ပါတယ် Serify ကတော့လက်ရှိ install ရနိုင်မယ့်ကားလေးဖြစ်ပြီးတော့မျိုးရင်းနေဝင်အဆင်ပြေစေမယ် Compact SUV EV ကားပဲဖြစ်ပါတယ် driving mode လေးမျိုးပါပြီးအရောင်နေနဲ့အမဲရောင်နေခဲရောက်ရှိပါမယ် driving rate 600 km တိရှိပြီးမော်တာညံ့20 kW တာယာဆိုင်ကတော့20လက်မရှိပါတယ်။ကားအတွင်းမှာတော့ထိုင်ကုန်တွေကိုလက်ဖာလေတာနဲ့ပြုလုပ်ထားပြီးသက်တောင့်တာဖြစ်စီမှာပါ။ဖန်ကုန်600။သူကလည်းအယုံအဆွဲကောင်းအထမြန် mid-size SUV စီကားပဲဖြစ်ပါတယ်။ engine power 1.5 turbo engine ဖြစ်ပြီး driving mode ကတော့ economy sport ဆိုပြီးတော့သုံးမျိုးရှိပါတယ်။ခုနှစ်ယောက်စီးကားဖြစ်ပြီးတော့ကားအတွင်းမှာတော့လက်ဖာလေတာနဲ့ထိုင်ကုန်တွေဖြစ်ပြီး ground clearance တပီးမြင့်လို့မောင်းနေရမှာလဲအဆင်ပြေစေမှာပါ time ကတည်းပါဦးဒီဘွဲမှာဆိုရင် DFSK မြန်မာကားတွေကို BMF AYA A band နဲ့လည်းချိတ်ဆက်ပြီးတော့ Asia စနစ်နဲ့ logo စာဝယ်ယူနိုင်မှာပဲဖြစ်ပါရှင်။ကဲဒါဆိုရင်အရန်လန်နဲ့ DFSK ကားတွေကိုကိုရန်ကြည့်ရှုဖို့အတွက်ကားထွက်လိုအပ်တဲ့အာမိုက်ကန်နဲ့အရေးကြတွေကိုတနင်္လာနေ့မှာတက်ထိုင်နေ one stop service တွေဆောင်ရွက်နိုင်မှုအတွက်နိုဝင်ဘာလ27 22 23မနက်9:00ရန်နဲ့ညနေ9:00 MFT BMF ပါနီတာအော်တိုဘတ်ပါနီတာလဲလိုင်းမြို့နယ်မှာဈင်ပပြုလုပ်သွားမယ်ဘရစ်ကျဝယ်ယူနိုင်မယ်ကားရောင်းပြဝယ်ခြင်းကိုဆက်ဆက်ရောင်းလည်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်ခါးစ်လာနိုင်တဲ့ဒါကဒါပိုင်ဆိုင်နိုင်စေရမယ်